မြောင်ကနားမကြားတဲ့တရေကိုခေါ်ပြီးထွက်သွားဖို့လုပ်မှတကြီးအောင်ဟိုစတော့ခဏလေးမောင်ရင်တို့တရေတွေရောက်လာတာတကူးကိုထူးဆန်းသွားတယ်လို့ပဲပိုးဝိုင်းတဲ့ညနေညမှာတော့ငပိန်တရာပန်ကအသေးတစ်လက်ကိုင်တော်ရဲတနေရာကိုရောက်နေခဲ့တာပါ လက်ကင်ပန်ကလေးနဲ့အစစ်မပြတ်လေးခန်းနေကဘာလုံးလုံးနဲ့ငါလမ်းလျှောက်လာတာ တော်ရဲတော်ရောက်လာပါလားပြန်လဲမနေတူလေငပိန်အဲ့လိုပြောနေတော့သူ့နာကိုဇွန်မီနှကောင်ကရှိန်ထိုးပြီးလာနေရအောင်တွေ့လိုက်ရတာပါဟမ်ဟိုကဇွန်မီတွေမဟုတ်လားဘလို့ဖြစ်ပြီးတော့ဒီတော်ရဲကိုရောက်နေရတယ်အဲ့ဒီအချိန်မှာပဲသူ့နာကိုရှိန်ထိုးပြီးလာနေရဲ့ဇွန်မီဟာဟဲ့သူ့ကိုပန်းကခဏတော့ပေးစမ်းဟမ်ဘာကိစ္စနေအကိုဇွန်မီကိုပန်းကပေးရမှာလေဗျကျွန်တော်တော့မှပိုးအလုံးလုံးဝေးထားတာမပေးနိုင်ဘူးဗျာ လိုချင်ရင်ကိုယ့်အကူတော့ဝေးကြည့်နောက်ထပ်ဇွန်မီတယောက်ကဒလိုဆိုလေခဏလောက်ငှားပြပါဗျာဟိုကျုပ်တို့ရှမ်းကိုပူနေလို့ပါဟမ်အတနာခံလာတဲ့ဇွန်မီနှကောင်ကိုတစ်ချက်ကြည့်လိုက်ပြီးငပင်းအားအင်းလေးဒလိုဆိုလေခဏလောက်တော့ငှားပြလိုက်ဟိုဒါမဲ့ပြန်ပေးရမှာနော်ကျွန်တော်မှလေဒီဘက်ကအသေးလေးပဲချမ်းသာတာဗျအင်းမပြန်ပေးမှာပါဒလုံးနဲ့ဇွန်မီနှကောင်လေးငပိတ်စီရနေပန်းကရှင်လိုက်ပြီး ။တယောက်တလဲစီပန်ဂါလီခံနေခဲ့တာပါ။အတန်အကြောင်းပန်ဂါလီခံပြီးနောက်မှာငပိယအခုဆုံးပြီလို့ကျွန်တော်ကိုပန်ဂါပြန်ပြီးတော့ညီဗျာ။ညလည်းမုံမောင်နေပြီဆိုတော့ကျွန်တော်ပြန်တော့မယ်။ခဏလေးပါကွာ။ကျုပ်တို့ခုမှအေးမလို့ရှိသေးတယ်ဟာ။ဟမ်။ဟာမရောမရောပြေးတော့ဗျာ။ဒီလိုနဲ့အားကုန်တော့မှာ။အဲ့လိုပြောပြီးတော့ငပိလေဇွန်မီလေးစီကနေသူ့ပန်ဂါအသေးလေးကိုလွှင့်ယူနေခဲ့တာပါ။ ပြန်မေးကွာပြန်မေးပါဆိုအဲ့ဒါတော့ကိုပြေပေါ်မှာအိပ်ပျော်နေငပိတယောက်အိမ်မက်ရှောင်နေခဲ့တာပါငပိမိနာမှာတော့ဖို့ထုတို့သုံးယောက်သားကငပိအဖြစ်အပျက်ကိုကြည့်နေခဲ့ကြတယ်ဖို့ထုငပိကမျက်လုံးမိတ်ပြီးတော့ဘိုက်တောင်းနေတာငါလည်းမသိဘူးလေမုတ်တောင်းနေတာဒီမှာပေါ့ငါစားနေရင်မြေပဲပြုတ်ကျွေးလိုက်ရမလားအဲ့လိုပြောပြီးတူပေါ်ကသူစားနေရင်မြေပဲပြုတ်ကိုငပိကိုခုန်ကျလိုက်တော့ ငပိန်လေးမျက်လုံးဝိုင်းတာနဲ့လိုးလာခဲ့တာပါဟမ်ငါ့ဆက်တယ်မပါကြီးလေမြင်မင်းတွေလေမင်းမယ်တောက်နေလို့ခွန့်ကျွေးလိုက်တာဩဟာလာအဲ့လိုပြောပြီးငပိန်ကမြင်မင်းဖြုတ်ကိုဝါစားလိုက်တယ်ဒါနဲ့နေညနေပတ်ကြီးအိပ်ပျော်သွားလားဟုတ်တယ်ဟာညဘက်ဒီအချမ်းမှုနေရနဲ့အေးအေးပြက်နေရကြပြီအဲ့ဒါစောစောမှာဘလို့အိပ်ပျော်သွားတယ်မသိဘူးအိမ်မက်တောင်မက်ပြီးအိမ်မက်ထဲမှာဇူမီရင်နဲ့ပန်ကာလုနေရတာ ငပိတ်စကားအဆုံးဖို့တူပါဟာဖြစ်ရမယ်ကွာဇူမီရီနဲ့မြပန်ကာတို့နေရတယ်လို့ဟုတ်တယ်ဟာခုရာသီဦးလိုကရမ်းပူနေတော့ပန်ကာငါ့အတွက်မရှိမဖြစ်ပဲအဲ့တော့ဟုတ်တယ်ငပိတ်ကပုံလုံးလို့လीတို့တော့ဘယ်နှားသွားနေရမှန်းတော့မသိတော့သူတို့တယောက်တစ်ခုပြောနေကြတော့အိနီနာချင်းနေအလက်နဲ့ကြားနေအောင်းဟိနေတန်ကိုကြားနေရတာပါမိပြောမိမိဟမ်မိဆိုပဲ ဘယ်နာမီးလောင်နေရမသိဘူး။သွားကြည့်အောင်။ခဏလေးခဏလေး။မတို့ရင်မှာရှိနေရဲ့မီးချိန်မီးကန်နဲ့ရေတွေသေးတွေပါတဲသွားရအောင်။အေးအေးလာလာလာမြင်မြင်သွားမယ်။တော်ဘောကတော့ပဲပြုတ်တိုင်းစားနေရင်ငုတ်တော်လေးချိန်ရင်နေခဲ့တာပါ။ဟမ်။ဟေးဟေးငါ့ကိုလေစောင့်ကြအောင်လေဟာ။အဲ့လိုပြောပြီးတုတ်ပေါ်လေဖိုတလို့နောက်ကိုအပြေးလိုက်သွားခဲ့တော့လေအနောက်တော့ဖိုတလို့အဖေနဲ့ရွာသားတွေအကုန်လုံးက မီးလောင်နေတဲ့အိမ်ရှိကိုအပြေးရောက်လာခဲ့ကြတာပါ။ဦးလေးကြီးတယောက်ကရှည်ပုံးခိုင်ပြီးပြေးလာခဲ့ရကနေ"ဟေးခလေးရီနောက်ဆုံးကြ။မီးစာတွေရှင်းလိုက်မယ်။ဟိုတားတော့လေကိုပမယ်ဦးလေး။နေနေရတယ်ရတယ်။မင်းတို့မှာပါလာတဲ့ပစ္စည်းတွေပဲဦးလေးတို့ကိုပေးလိုက်။ဒီလုံနဲ့လူကြီးတွေလေပေါ်ဒရိုစီယာပါလာတဲ့မီးစိတ်မီးကန်နဲ့တဲပုံးတွေကိုယူသွားခဲ့ရော်လေ။မိဝိုင်းကဟာဟုတ်မှာ အိမ်ထဲကနေကောင်းလေးတစ်ယောက်ထွက်လာတယ်။အဲ့လိုပြောပြီးမိဝိုင်းကကောင်းလေးနောက်သွားလိုက်တယ်။ဟိုမောင်လေးအဆင်ပြေလာရင်အထက်မှာဘသူတွေကြံနေသေးလဲ။တာတာမမေထဲမှာကြံနေခဲ့တယ်မမ။တာမမေကိုခေါ်ထုတ်ပေးကြပါနော်။ဟမ်လူကြံနေသေးရလား။ဟိုဦးလေးမင်းတော်နေရဲ့အိမ်ထဲမှာလူကြံနေသေးရတယ်ဗျ။ဟင်ဟုတ်လား။သူတို့အဲ့လိုပြောနေကြတော့အတော်ကြီးတယောက်က မင်းောင်နေတဲ့အိမ်ထဲကနေထွက်လာခဲ့တာပါတာတာလေးတာလေးဘာမှလဲတာတိမာပါမမေဒလုံနဲ့ကောင်းလေးလေသူ့အမေကိုပြေးဖက်လိုက်တော့တယ်တုတ်ပေါ်ဟာလူတွေဘာမှမဖြစ်သွားလို့တော်သေးတာပေါ့ဘေးရင်မကူခင်မြ мян နှိမ့်သက်ကြဟိအိမ်နောက်တော့အိမ်ကိုမင်းနှိမ့်သက်နေတဲ့သူတွေနေစဉ္ညာနေခဲ့ကြတော့တယ်ညဘက်တကောင်ချင်းလောက်ရောက်မှာ ဖိုးထုတ်တရားအိမ်နေရာကဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ရှိနေခဲ့တာပါပူလိုက်တာပူလုံးလို့ဘလို့အိပ်ရပါမလဲမသိဘူးအဲ့လိုပြောပြီးဖိုးထုတ်ကပရင်ပေါက်စီကိုအကြည့်ရောက်သွားခဲ့တယ်ဟုတ်ပြီပရင်ပေါက်ဖွင့်ပြီးအိပ်ရုံပဲမတက်နိုင်ဟမ်ဒီလိုနဲ့ဖိုးထုတ်လေးပရင်ပေါက်ဖွင့်ပြီးပြင်ရင်လိုက်တယ်ဆိုရင်ပဲအပြင်ကတိုက်လာတဲ့လေးရီကြောင့်သိမကြခင်အချိန်အတွင်းမှာအိပ်ပြောင်းသွားခဲ့တော့တာပါ ။မနက်ဖက်ရောက်တော့ဒေါ်လုံးတင်ကအေကန်းရှိမှရှိနေရကထောက်တော်ရီ။အမလေးလီကုံမာပြီတော့ကုံမာပြီ။ဖိုးတော်ကြီးဖိုးတော်ဖြားဖြား။ဖိုးတော်လေးထိတ်လန့်နေကြသူရင်းနေအေကန်းရှိကိုအပြင်းရောက်လာခဲ့တယ်။ဘာဘာဖြစ်လာလဲအမေ။ဘာဖြစ်ရမလဲဖိုးတော်ရဲ့။ဟုတ်ပါလား။ ။ဇဝဲကောင်ပေါ်မှာတင်ထားတဲ့ကျုပ်တို့တီးပြီးမရှိတော့ဘူးဖို့တော်လေး။ဟာ။အဲ့ဒါနေဖို့တော်လေးအိမ်ချင်းပြေးသွားခဲ့ပြီးတေချာကြည့်လိုက်ချိန်မှာဇဝဲကောင်ကအလွတ်ကြီးဖြစ်နေခဲ့တာပါ။ဒါဒါဆိုကျွန်တော်တို့ရင်ကိုတကူတကူဝင်သွားလာရင်ဟမ်တကူဝင်လို့ပဲပေါ့ဖို့တော်ရဲ့တီဗီကသူ့လူလူချစ်တော့ပေါ့ပြီးတော့ထွက်သွားမှာမလားတော့အမလေးလေးကျုပ်ပြင်းပြင်းကြည့်ချင်အောင်ဆိုလို့ဒီတီဗီလေးတလုံးရှိတာပဲတကူတွေကခိုးသွားလိမ့်မယ်မသိဘူး ဟုတ်တယ်နော်မေ။ဒါနဲ့တကူကဘယ်ကဝင်လာလဲ။အေးအမေလည်းအဲ့ဒါပဲစဉ်းစားနေတာ။အိမ်ကကတေချာပိတ်ထားရင်းနေ။တကူတွေကဘယ်ကဝင်လာလဲမသိဘူး။အဲ့ဒါနဲ့ဘိုးတော်လေးသူမင်းညာကပရင်းမဖွင့်ပြီးအိပ်ပျော်သွားတာကိုသတိရသွားခဲ့တယ်။ဟိုအဲ့အဲ့ဒါဟိုကျွန်တော်ကြောက်တင်နေ။ကျွန်တော်မင်းညာကပရင်းမဖွင့်ပြီးတော့အိပ်လိုက်မိတယ်မေ။ဘာ?ရွာထဲမှာတလောက်တောင်တကူတောင်းညက်နေရ။ တင်းကပရင်းပေါက်ဖွင့်ရတယ်ဟုတ်လားအယမ်းမူလိုပါမေရဲ့ပရင်းပေါက်မှဖွင့်မေရင်ကျွန်တော်အပူလောင်ပြီးတော့သေးတော့မှာမေရဲ့အေးတင်းအပူလောင်ပြီးသေးတာအเจ้าမဟုတ်ဘူးခုကြုတ်နေပြီပါသွားပြီဖိုးတော်ရဲ့အဲ့လိုပြောပြီးတောင်းတင်းကလိုက်ရိုက်တော့ဖိုးတော်လေးအိမ်ထဲမှာပတ်ပြင်းနေခဲ့တော့လေနာရဲမီဟာကျွန်တော်အဲ့ဒီ TV ကိုပြန်ဝင်ပေးပါမယ် ညာဘက်ရောက်တော့တရွာလုံးကိုတကြီးအားအစည်းအဝေးခေါ်ထားတဲ့အတွက်ရွာထဲမှာရှိရတဲ့သူတွေလည်းရွာထဲကညောင်မီရှိရာကိုဥတီပြီးတော့တောင်းနေခဲ့ကြတာပါအတော်ကြီးတယောက်ကမဲအီးကြီးမောင်တိုင်တော့ဘာယူတာပြီးညာဘက်မှာအစည်းအဝေးခေါ်ရတယ်မသိဘူးဟုတ်ပါတော်ကြီးညာကြီးမို့ကြောင့်အစည်းအဝေးခေါ်တာကြားကြားမှုပါတော့ဒါနီကျုပ်တို့အနားယူခြင်းတက်တက်နှောက်ရှက်လိုက်တာပဲဟုတ်ပါတော်ကြီးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကွန်ပလိန့်တက်ကြမှာ ဦးလေးကြီးတယောက်ကကြုတ်တင်တော့တကြီးကဒီချိန်စီဝေးခေါ်တာမုတ်ကြီးမလို့နေတူတယ်ဟာနောက်ထပ်မျိုးသားတယောက်ကလည်းကြုတ်တော့မထင်ပါဘူးဗျာမုတ်ကြီးရင်လေရွာထိတ်တော့ခုံမကျွလောက်မထင်တာပဲဒီလိုနဲ့ရွာသူရသားတွေလည်းထူဆန်းတဲ့စီဝေးချောင်းကိုအတင်းပြောရင်းနဲ့သွားနေခဲ့ကြတော့လေဒီလိုနဲ့ရွာတွေရလူတွေလည်းတပြုတ်ပြုတ်နဲ့ ရှာနေကညောင်မင်းရှိအောင်ကိုရောက်လာခဲ့ကြတာပါဖိုးထူတို့အဖေကတော့ရှာနေကညောင်မင်းရှိအောင်ကိုအရင်ရောက်နေနေခဲ့ပြီဖိုးတော်တို့ကာလာသားနဲ့အတူမိအိမ်နဲ့မိတို့တီထုံညိနေရကိုကုပေးနေခဲ့တာပါဖိုးထူကမိအိမ်ကိုနေရာချလိုက်တယ်ကိုယ့်ဖို့တော့ကျွန်တော်ထားတဲ့နေရာကအဆင်ပြေရလားဗျပြေးတယ်ပြေးတယ်အဲ့ဒါမင်းထားလိုက်ကိုယ့်ဖို့တော့ကျွန်တော်ဖျားခင်းထားတာရောအဆင်ပြေရလားပြေးပါဗျာ အဲ့ဒီအချိန်မှာပဲညောင်မင်းအောက်ကိုရောက်လာတဲ့သူတွေကိုမိဝိုင်းကဦးဆောင်မှုနေရာချပေးနေခဲ့တာပါအရှိတို့ရေဖြာမထိုင်ကြပါအောင်ရှင့်အေးကွယ်ဒါနဲ့ဒီနေရာကထူးဆန်းလိုက်တာစပွဲအတွက်လှုပ်ထားလိုက်ဒီလိုနဲ့ရွာသူရွာသားတွေလည်းနေရာတကျထိုင်ပြီးနောက်တော့တကြီးကရောက်လာခဲ့တယ်ဟုတ်ကဲ့ကျုပ်ခင်များတို့ကိုခုချိန်ခေါ်လိုက်ရတဲ့အကြောင်းရင်းကကျုပ်တို့ရှောင်းမှာအပူလုံနေရဲ့ပြဿနာကိုဖြေရှင်းမှု ဒါမှမဟုတ်ဘလို့ကာဝယ်ကြမယ်ဆိုတာဆွေးနွေးဖို့အတွက်အပူချိန်ရောတဲ့ခုချိန်ကိုရွှေ့ပြီးတော့ခေါ်လိုက်ရခြင်းပဲဖြစ်ပါတယ်။ဒေါလုံးတင်ဟာဟုတ်တယ်ဗျ။အရှင်ကြီးကကျောက်သားဖိုးတော်တရားပူလုံးလုံးဆိုပြီးဗင်းမဖွင့်အိတ်တာကျောက်တို့တီးပြီးတကုတ်ခုခံလိုက်ရတယ်တော့။အဲ့ဒါညီမကသေးပါဘူး။အရှင်ကြီးကအပူလုံးမီဂက်စမီချိပောက်ခွဲဟာနီအိမ်တိန်မီးလောင်သွားခဲ့ရပါတယ်။တကြည်ကျောက်တို့ရွှေအပူငိမ့်မှုအတွက်အပင်တွေများများစိုက်ကြရင်ဟမ်ဒါလို့ဆို ခုမြင့်နေရဲ့ပြဿနာကိုဖြေရှင်းရဘဲရမလဲဗျ။မဟုတ်တော့ပြောတဲ့ကိစ္စကနောင်လာနောင်သားတွေအတွက်ပဲအဆင်ပြေလိမ့်မှာ။ဟုတ်တယ်ဟုတ်တယ်။ရွာသားတွေလည်းတယောက်တကွပြောလိုက်ထောက်ခံလိုက်နေရှိနေခဲ့ကြတာမှာ။ညမိနာမရှိတဲ့ခြုံနေကြတဲ့မှာတည်ရင်တကောင်ကလူတွေညဖက်စီဝေးနေကြတာကိုထူးဆန်းဖြစ်ပြီးတော့ကြည်နေခဲ့ကြတယ်။နားသိမ့်မကြတဲ့တည်ရင်တကောင်ကဟဲ့အောင်စိတ်မြောက် ခိုလူသားတွေကလူစုပြီးတော့ဘာလုပ်နေကြလဲကျင်လဲမသိဘူးလေဟာသူတို့ပြောတာနားထောင်မို့ဟမ်ဟိုကျုပ်တို့ဒီရင်တွေကိုကျိုးစဝဲလုပ်နေဟာဟုတ်လားဟောဒီလိုဆိုလေစစောတွေကပြောတာမဟုတ်ဘူးအဲ့လိုပြောပြီးနားသိမ့်မကြတဲ့တရေတကောင်အောင်မဲရွာသားတွေစီဝင်းနေတဲ့နေရာနာထွက်သွားခဲ့တာပါအဲ့ဒါကိုတရေစိန်မြောင်ကတော့တားချိန်မရလိုက်ပါဟာဟဲ့ဟဲ့တော်ပါပြီကွာဒီလိုနဲ့တရေစိန်မြောင်နဲ့ နားသိမ်မကြတဲ့တဲရဲနောက်ကိုလိုက်သွားခဲ့တော်တယ်။တဘောကထိုင်နေရကနေတရဲတွေဂျုံနေကြတဲ့ကထွက်လာတာကိုမြင်သွားခဲ့ပြီးတော့အောက်မလေးတရဲတရဲပြို့တရဲတရဲအဲ့လိုပြောပြီးတယောက်တည်းထကုန်တော့တာပါအဲ့ဒါကိုနားမကြတဲ့တရဲကသူတို့ကိုကြိုးစိုးနေတဲ့အချိန်နဲ့တဘောကပြေးဖက်လိုက်တယ်။ရုပ်ရည်ဆန်နေဖြစ်ပြန်ကြောင်း ဘသူမှတော့တားချိန်မရလိုက်ပါဘူး။ဟာကိုကြီးတည်းဘာလို့ကျွန်တော်တငယ်ချင်းကိုအတိတ်ဖက်ရတာလဲဗျ။ကျုပ်နမယ်လား။ဟိုကျုပ်နမယ်ရွှေနာတယ်ဗျ။တွေ့ရတာဝမ်းသာပါတယ်ဗျ။အဲ့ဒါနဲ့တရေစိတ်မြောင်ကသူ့နာကိုရောက်လာတယ်။ဟိုကျုပ်တောင်းမှန်ပါတယ်ဗျ။ကျုပ်တငယ်ချင်းကနားသိမကြားလို့ပါဗျ။ဟာကျုပ်ကမြနားမကြားဘူးလေဗာလေးနဲ့မင်းပြောတာကျုပ်ကကြားရရ။အေးအေးပါဟာလာသွားကြစို့။တရေစိတ်မြောင်က နာမကြားနေတရေကိုခေါ်ပြီးထွက်သွားဖို့လုပ်မှာတကြီးဟာ host တော့ခဏလေးမောင်ရင်တို့တရေတွေရောက်လာတာတကူကိုထူးဆန်းသွားတယ်လို့ဟာဘာထူးဆန်းရမှာလဲတကြီးရဲ့ကြောက်တော်လေးကြောက်ရီချမ်းစိတ်သွားတာပဲခံစားနေရတာမင်းမပြန်လို့လိုက်ပါတော့ဟုတ်ပါတော့ရဲ့ကြောက်ဆော့ဆော့ကပူလိုက်နေရတော့ဘယ်နှရောက်သွားတယ်မသိဘူးဦးတကြီးဟိုတားတကူကိုအကြံပေးပြပါစီဗျတားတို့တရေတွေနဲ့တူရှိနေရင်အပူချိန်ရော့ကျသွားပါတယ် အဲ့ဒါကိုခွေကောင်းယူပြီးတခုလုံးကြရင်ရောဟမ်ကျုပ်ကကြည့်လဲအဲ့ဒါကိုချက်ချင်းစဉ်းစားမိတယ်ဟာဒါနဲ့မောင်ရင်တည်းရဲ့လို့မောင်ရင်တို့ရောကျုပ်တို့လူသားတွေနားမှာရှိနေဘလို့နေလဲအဖူချင်းရော့သွားတယ်လို့ခန်းစားရလားတည်းရဲ့စိတ်မြောင်ကကိုယ့်ဟာကိုပြန်ဆန်းတက်လိုက်တယ်တကြီးပြောမှပဲစဉ်းစားမိရဲ့ကျုပ်တို့လေလူသားတွေနားရှိနေဟာအဖူချင်းရော့သွားတယ်လို့ပဲဗျဟမ်အဲ့ဒါဆိုအပြန်အလှန်ပေါ့နော်ဟိုဒီလိုဆိုမှတည်းရဲ့တွေကလူသားတွေအတွက် အေကိုတလုံးလိုပဲပေါ့နော်ဟုတ်တယ်ဟာတရဲတွေရှိနေရင်မြို့ပေါ်ဟာလို့အေကိုတက်ဖို့မလိုတော့ဘူးဒလုံးနဲ့ရွာသားတွေလည်းတရဲတွေရှိနေတဲ့အတွက်အပူချိန်ရောက်နေအောင်တတိတသာခန်းစားမိသွားတော့ထောက်ခံကြတယ်ဦးလေးကြီးတယောက်ကဟုတ်တယ်ဗျတရဲတွေသာကြောက်တော့အိမ်နေရှိနေကောင်းကောင်းအိပ်ပျော်နိုင်ပြီထင်တာပဲအဲ့ဒါကြီးဘဲကမလဲတကိုးရီရန်ကလည်းကင်းလို့နိုင်နေရှေ့အမေတကိုးရီရန်ကမကင်းလို့ခင် သူ့မျက်နှာနဲ့အိပ်ရပါမလားသူ့ကိုအနားရှိနေရင်မတွေ့ဘူးကိုယ့်အကူမျက်လုံးမဲ့အိပ်ပုံပဲအဓိကကနွေရာသီမှာအပူငိမ့်ပြီးကောင်းကောင်းအိပ်နိုင်မှုအရေးကြီးတယ်တော့ဟုတ်တယ်ဟုတ်တယ်ရွာသားတဲ့ကျိုးကထောက်ခံချပြီးမင်းတကျိုးကတော့လက်မခံချပါဘူးအတော်ကြီးတယောက်ကကျုပ်ကတော့လေတရေတွေကိုအိမ်ထဲတော့ခေါ်မထားနိုင်ဘူးတော့အပူပဲခံလိုက်မှာကျွန်တော်တို့ခေါ်လို့ရရင်ခေါ်ထားကြင်နေမြောက်ကောင်းကောင်းမအိပ်ရတာကြာပြီကဲကဲ ခုကလက်ကန်တဲ့အဖွဲနဲ့လက်မကန်တဲ့အဖွဲဆိုပြီးနှစ်ဖွဲ့ကွဲသွားပြီ။တရားရီကတော့ဘလို့သဘောရလဲ။ဟိုကျွန်တော်လည်းအဆင်ပြေပါတယ်ဗျ။တရားရီချင်းချင်းရှိနေတဲ့အချိန်မသိတာရင်မင်းလူသားတွေရှိနေတဲ့အချိန်အေးချမ်းနေလို့ကျုပ်တို့အတွက်လည်းအပူငိမ့်ပါတယ်။ဟုတ်ပြီလေ။နှုံးနှက်ဘက်အဆင်ပြေဖို့အတွက်မောင်မီတို့တရားရီကလည်းရွာလူကြီးနဲ့တိုက်မိပြီးတော့ညာဘက်တွေမှာအေးအေးချမ်းချမ်းအိတ်လို့ရအောင်အချင်းချင်းကူညီကြတာပေါ့။ဟုတ်ကဲ့ပါတကြီး။ ။ဟိုကျုပ်တို့ရောတရေတကြီးနဲ့တိုက်မြင်ပြီးတော့ကျုပ်အကြောင်းပြန်ပါမယ်။အေးကွာ။ဒါလို့နေသူတို့အစီဝေးဝေးလေးပြီးဆုံးသွားခဲ့တယ်။တပတ်လောက်ကြာပြီးနောက်တော့တရေတွေနဲ့ရွာသားတွေလေးသဘောတူညီမှုရသွားခဲ့ပြီးတရေတွေကတရေအေကုံဖြစ်နေလူသားတွေနေတဲ့အိမ်ဒီမှာညဘက်လာပြီးရတာပါ။ငပိန်ကသူ့အိမ်လာပြီးနေတရေကိုရှင်ရွေးချမ်းနဲ့ပေးချမ်းကိုအဲ့ခံနေနေ။ကိုယ့်ဒီညသာစားပြီးပလားရ။ စားခဲ့ပြီဟာဒီနေ့ညတော့အေးအေးချမ်းချမ်းနဲ့အိပ်ရတော့မေပြူခုတ်ပါကိုကြီးဟိုကျွန်တော်တို့ဒီနေ့လမ်းကိုစော်စီရှောင်တွေ့ခဲ့တယ်လားခုစုပန်ကားနဲ့မလုံတော့ဘူးဗျခုတ်ပါကွာခုလေနောက်တော့မကြသေးပါဘူးဟာတပတ်မှာတော့ဘူတူဟာတရင်တကောင်နဲ့အင်္ဂန်းလေးမှာစားဥဖယ်ရင်ရှိနေခဲ့ကြတာပါမင်းကအရန်ထူးကြတဲ့ကလေးပဲနော်ငငယ်ရွယ်နဲ့စားဥတွေစူးစောင်းထားရလေအများကြီးပဲဟူးဟိုဒါတော့ ကျွန်တော်ကတနစ်ကိုတခါ short scene နဲ့ပြန်ရောက်ပြီးရတဲ့ငွေတွေကို အလိုလိုတည်နေပြနှုံမုံရင်ကျွန်တော်ခံအစားအုပ်တွေနဲ့ဆိုတော့အဲ့ဆရာနဲ့တော့ရှိမှာမဟုတ်ဘူးကောင်းတယ်ကွာကျုပ်လည်းမင်းလိုစာရင်ဖတ်တဲ့သူရဲ့အိမ်ကိုလိုက်လာခွင့်ရတာတိတ်ကိုကျေးဇူးတင်တယ်ဒါလို့ဆိုကိုရီးယားရဲ့လေစာဖတ်တာဝါသနာပါရင်ကျွန်တော်စီမံရှိရဲ့စာအုပ်တွေကိုအခုယူပတ်လို့ရပါတယ်ဗျကျေးဇူးပါပဲကွာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဗျကိုရီးယားကြောင့်ကခုလိုအေးအေးဆေးဆေးဖတ်နိုင်တာ လုံမွေချွေတလုံးလုံးနဲ့စာဖတ်နေရတာအဆင်မပြေဘူးဗျ။တော်ဘောရဲ့အိမ်လေးမှာတော့တော်ဘောတရားတည့်ရဲဆုံးအကုန်ကြောက်တတ်တောင်ဆိုတော့အဘူတက်တာမှုအတွက်တည့်ရဲကလေးတောင်ခေါ်ထားခဲ့တာပါ။အခုလေတည့်ရဲကလေးကိုအပြေတော့ခိုင်းထားပြီးတော့သူတယောက်တည်းအခန်းထဲမှာအိတ်နေခင်တည့်ရဲကလေးမရှိတော့လေပူလိုက်တာ။အိမ်ကရှိမှရှိနေပြီမြင်အိမ်ငန်းထဲတိအေးတက်ကမရပါလား။ဒါလို့ ਨੇ တော့ပေါ်လဲပို့လုံးလို့အိတ်မပြောတဲ့အတွက်အကန်ရှိမှရှိနေတဲ့တင်းရဲကလေးကိုအကန်နဲ့ခေါ်သိဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်ဟာဟိုတင်းရဲအကွင့်အကန်နဲ့ကိုဝင်လာအိပ်ပါလိုက်ဖြစ်ပါမလားကိုကြီးရဲ့ကိုကြီးကတော့ကြောက်တယ်ဆိုဟိုကြောက်ပေမဲ့ကိုကြီးအိတ်မရအောင်ဖြစ်နေလို့ဟာဒါလို့ဆိုလဲပြီးရောတောင်းဝင်လာပြီနော်အဲ့လိုပြောပြီးတင်းရဲကလေးကအကန်နဲ့ဝင်လာတော့တော့ပေါ်လဲဆောင်းကောင်းပြီးဆောင်းလိုက်တယ်ဟိုတင်းရဲအကွင့် ကိုကကိုအဆင်ပြေသလိုသာကြည့်ရင်လိုက်တော့နော်ဟုတ်ကဲ့ရပါပြီဗျဒီလိုနဲ့တော်ပေါ်လေးနေရာဒီမှာစောင့်ချုံလို့အရတဲ့ခြေနေကိုရောက်သွားခဲ့ရော်ရီရှာရင်မှာတရင်အေးကိုနေခေစားလာပြီးနောက်ပန်ကရောင်းနေဈေးတင်ပြီးထိုင်ကုန်နေခဲ့ကြတော့တာပါတရင်အေးကိုပေါ်လာခဲ့လို့ကျုပ်စီးပွားရေးတော့သွားပါပြီတော့ဒီမှာမှအလုံးမဖြစ်ဘူးဆိုတော့မုံမဝင်ခင်တခြားရအောင်သွားပဲရောင်းပါမယ် နုံမုံရင်လေစားဖို့တောက်ဖို့ခက်ခဲတော့မှာဒီလိုနေနွေရသည်မှာအင်ကုန်တလုံးလုံးအသုံးဝင်နေတည့်ရဲအင်ကုန်ဇက်လန်လေးလေးပြီးဆုံးသွားခဲ့တော့တယ်